အဲ့မှာဒေသခံအနေနဲ့ဆေးရခိုင်နှုံးလောက်ပဲကျန်တော့အဲ့တော့ကိုမျိုးကိုလုံးဝပြစ်ပြီးတော့ပြန်သွားရတယ်တခြားနေရာကိုထွက်သွားရပါလေဆိုတော့သူတွေရဲ့ခံစားချက်ပေါ့နော်သူတို့ရဲ့ရှင်ထဲကိုဝင်ကြည့်စေချင်တယ်ပေါ့နော်မိုးကုတ်မျိုးတဲ့ကိုစစ်ကောင်စီတွေကဝင်ရောက်လာနေပြီအပြင်မျိုးအတွင်းရက်ကတ်တွေထဲမှာဒါအရက်ဝတ်တွေနဲ့လိုက်ပတ်ကြည့်တာတွေပြုတ်လောက်လာတာတွေကြောင့်မလို့ဒေသခံပြည်သူတွေထိတ်လန့်နေရတယ်ဆိုပြီးတော့လည်းသိရတယ် ။အဲ့ဒါကနိုဝင်ဘာ26ကနေစပြီးတော့ဒါမြို့ရင်းမှာအရဲဝင်းနဲ့စစ်ကောင်စီစစ်သားတွေကိုတွေ့နေရတယ်ဆိုပြီးတော့ဒါကျွန်တော်စုံစမ်းသိရှိရတယ်။အဲ့တော့စစ်ကောင်စီစစ်သားတွေကဒါမိုးကုတ်မြို့အရှိပိုင်းအောက်ထောင်နဲ့အပေါ်ထောင်ဆိုတဲ့နေရာမျိုးတွေမှာရောက်ရှိနေပြီးတော့ဒါဖြန့်ခွဲနေရာယူလာတွေနေရာချထားတာတွေဒါတွေလုံနေကြတယ်ဆိုပြီးတော့သိရတယ်။ပြီးတော့ဒီအရဲဝင်းနဲ့စစ်ကောင်စီတွေကိုစပြီးတော့မြင်တွေ့နေရတဲ့အချိန်မှာပဲဒါ DNL တို့ဒါဒေါ်လိုင်းအင်အားစုတွေကိုဒါမြို့ပေါ်မှာမြို့ရင်းနေရာတွေမှာမြင်တွေ့ရခြင်းမရှိတော့ပါဘူးတဲ့။မြို့ထဲမှာဒေသခံဆိုတာဒါ ဟိုရှိကနေမဲ့ပေါ့နော်ဒါမြို့ထဲကနေပြီးတော့ဒေသခံတွေဒါအရှိုးရှိုးဒါအခြားနေရာတွေကိုစစ်ပေးရှောင်ကြရရှိတယ်ထွက်ခွာကြရရှိတယ်အဲဒါကြောင့်မလို့မြို့ရဲ့25ရာခိုင်နှုန်းလောက်ပဲကျန်ခဲ့တယ်ဆိုပြီးတော့ဒါသတင်းတွေဖော်ပြခဲ့တာရှိတယ်ပေါ့နော်စုံစမ်းသိရှိရတယ်အခုဆိုရင်ဘယ်လောက်ပဲကျန်တော့10ရာခိုင်နှုန်းလောက်ပဲကျန်တော့တယ်ဆိုပြီးတော့သိရမျိုးကြီးကလုံးဝကြီးကို6ကက်တိတ်ဆိတ်ပြီးတော့ပေါ့နော်အဲ့မှာဗီဒီယိုမှတ်တမ်းနေလဲတက်လာပြီးတွေ့ပါလိမ့်မယ်မျိုးတွေကဒါအိမ်တွေကိုလိုက်ရိုက်ပြထားတာပေါ့နော်လုံးဝဘာမှမရှိတော့ဘူးပေါ့နော် ချက်ကောင်စီကအဲ့လိုဟာမျိုးတွေပို့ပြီးတော့ကြိုက်တာပေါ့လေနော်။ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးသွားရပြီဆိုကနေကိုကကအဲလုံးဝအရေးကြီးပစ္စည်းလောက်ပဲပေါ့နော်။တဲလို့ရတဲ့ပစ္စည်းလောက်ပဲပြည်သူတွေကတဲသွားနိုင်တာ။အဲ့တော့အဖိုးတန်တဲ့ပစ္စည်းတွေအိမ်နေထဲမှာအများကြီးရှိတယ်။အခုဆိုရင်ဒါအိမ်တွေကိုဖောက်ထွင်းတော့မှာတေးကြတဲ့ဒီကောင်တွေအဲ့လိုပုံစံမျိုးတွေပဲလုံမှာပေါ့နော်။မမှန်ရရင်ဆုတ်ဆုတ်ပွက်ပဲတေးကြပေါ့လုံကြမှာပေါ့နော်။အဲ့တော့ဒါဘလိုပဲဖြစ်ဖြစ်ဒါစစ်ကောင်စီကတော့ရဲဝဲပုံစံမျိုးတွေနဲ့ပြန်ဝင်လာနေပြီဆိုပြီးတော့သိရတယ်။မျိုးထဲမှာဒါ TNL ကမရှိတော့ဘူး။ PDL တွေလည်းမတွေ့ရတော့ဘူး။ မြို့ထဲမှာတော်တော်လေးလူပါသွားပြီတဲ့ပြီးတော့ဒီရက်ွက်ရဲ့ဒါလူကြီးပိုင်းနေပေါ့နော်လူကြီးရက်ွက်လူကြီးလို့လူမျိုးတွေကဆက်လဲ ဒါချောင်ကြတာတွေတွားကြတာတွေရှိတော့ဒါမြို့ထဲမှာလုံးဝလူပားနေပြီပြီးတော့စစ်ကောင်စီကအရဲဝတ်တွေနဲ့အပေါ်ထောင်အောက်ထောင်လိုနေရာမျိုးမှာရောက်ရှိနေရယူပြီးရဲ့အပြင်သူကဒီမြို့ထဲမှာမျက်နှာစိမ်းတွေပို့ပြီးတော့တွေ့လာရတယ်မျက်နှာစိမ်းမှာပေါ့ဒီကောင်တွေပဲပို့ပြီးတော့အဲ့အရဲဝတ်နဲ့စစ်ကောင်စီတွေကမိုးကုတ်မြို့ပေါ်မှာပေါ်တင်ထွက်လာတာမျိုးတော့မဟုတ်သေးဘူးသူကလောလောဆယ်မှာငါလို့ဆိုတော့သူတို့ဝင်လာတာကိုကလည်းသူကခိုးချောင်ခိုးဝဲနဲ့ဝင်လာကြတာအချို့တရင်အေးမြစ်တွေရဆိုရင်ဒီမြို့ထဲကိုဝင်လာတဲ့ပုံစံကိုကပေါ့နော်ဒါသူတို့ကိုခေါ်ယူပေးတဲ့ယူနီဖောင်းကအစပေါ့နော်တခြားယူနီဖောင်းကိုဝတ်လာပြီးတော့သူက အထဲရောက်တဲ့ခါကျမှအဲအရွက်ဝိတွေနဲ့နေကြတဲ့ပုံစံမျိုးပေါ့နော်အဲလိုပုံစံမျိုးတွေကဆာကျွန်တော်သိရတယ်အဲ့တော့ဒါမျိုးထဲမှာသူကပေါ်တင်ထွက်တာမျိုးတော့မလုပ်သေးဘူးသူတို့အခြေပြုတဲ့နေရာတွေမှာပဲသူတို့အုပ်စုလိုက်နေကြတယ် တခါတလေမြို့ပေါ်နေရာတွေကိုစိုင်းကယ်နဲ့လိုက်ပြီးတော့ပတ်ကြည့်တာမျိုးတွေတော့ရှိတယ်ဆိုပြီးတော့သိရတယ်အဲ့တော့မိုးကုတ်မြို့ရဲ့လက်ရှိရှင်တွေကတော့အဲ့လိုပုံစံဖြစ်နေပြီပေါ့နော်ပြောချင်တာကဒါဒေသခံလူပြည်သူတော်မှပဲဆရာကိုင်းလုံးလောက်ပဲကျန်တော့တယ်စစ်ကောင်စီကလည်းအရှိုးရှိုးဝင်ရောက်နေတဲ့ပုံစံမျိုးတွေဖြစ်လာပြီအဲ့တော့မိုးကုတ်မြို့ကိုစစ်ကောင်စီလက်ထဲကိုပြန်ရောက်ပြီပေါ့နော်ပြန်ရောက်ပြီဆိုတဲ့အချိန်မှာဘာတွေလုပ်လာမလဲတေချာတဲ့စစ်ကောင်စီကအဲ့ဘက်ချမ်းမှာရှိတဲ့တော်လိုင်းအင်အားစုတွေကိုပို့ပြီးတော့ဖိအားပေးလိုက်မယ် ဒီဘက်ဖော်တော်လမ်းဆောင်ဘက်ကလာမယ်ဆိုရင်လည်းသိရတဲ့အတိုင်းမိုးကုတ်နဲ့အဲသူတို့ဒီဖော်တော်လမ်းဆောင်ကြားထဲမှာရှိတဲ့အဖွဲတွေကိုနှစ်ဖက်ညက်ပိတ်ပြီးတော့ဖိအားပေးတဲ့ပုံစံမျိုးတွေလုပ်လိမ့်မယ်ပြီးတော့ဒါ ARV မြစ်ဒါတစ်ဖက်ချမ်းမှာရှိတဲ့အဖွဲတွေအတွက်လည်းဒီမိုးကုတ်မြို့ကိုစစ်ကောင်စီကပြန်စီးမိတာဖြစ်တဲ့အတွက်ဖိအားတွေတစုံတရာတော့ကြုံရလိမ့်မယ်ပေါ့နော်အဲ့တော့ဒါကတော့ဒါကျွန်တော်တို့ဒီတော်လိုင်းကိုဥဆောင်နေတဲ့သူတွေပေါင်းဆက်ပြီးတော့ပေါင်းစီးပြီးတော့ ဒါကျွန်တော်တို့တွေတွေ့ဆုံပြီးတော့စီစဉ်ရမယ်ဖြည့်ရှင်းရမယ်ကိစ္စတခုဖြစ်လာနေပြီ။ဒါဟာပေါ့သေးသေးကိစ္စတခုမဟုတ်ဘူးပေါ့နော်။မိုးကုတ်ကအရန်ရေးကြီးတဲ့နေသားဖြစ်တဲ့အဲပြီးတော့ကျတော့အကျိုးစီးပွားအရဆိုရင်မိုးကုတ်ကအကျိုးစီးပွားအများကြီးရှိတဲ့နေရာဖြစ်တာ။အဲဒါကြောင့်မလို့စေကောင်စီကလည်းအရန်မျက်စိကြားပြီးတော့အခုလိုပုံစံမျိုးတွေလောက်တာပေါ့နော်။အဲ့တော့ဒီနေရာမှာဒါမိုးကုတ်မြို့ကိုဘယ်လိုပုံစံမျိုးနဲ့ ကျွန်တော်တို့ပြန်ပြီးတော့ယူကြမလဲအဲဒါမှမဟုတ်လဲဘယ်လိုပုံစံမျိုးနဲ့တိုက်ပွဲတွေပေါ်ဆောင်ကြမလဲစစ်အောင်နိုင်ရေးအတွက်ကိုဘယ်လိုအခြေအနေမျိုးဖန်တီးကြမလဲဆိုတဲ့ဟာတွေကအရင်အရေးကြီးလာပြီပေါ့နော်အခု DNL ကတချို့နေရာတွေမှာဒလိုင်းတပ်ဖွဲ့တွေကစစ်ကောင်စီလာရင်ပြစ်မှာဆိုလို့ဆိုတဲ့အတွက်ပေါ့နော်တချို့ဒါဒီအချက်ချာကြတဲ့နေရာတွေ viewer ကြတဲ့နေရာမျိုးတွေမှာသူတို့ရဲ့အင်အားတွေအများကြီးဒါစုဖွဲ့ထားလိုက်တာတွေကင်းဆောင်တဲ့သဘောမျိုးပေါ့ဗျာ ငါဒီဘက်ကဒါတလိုင်းအင်အားစုတွေကစစ်ကောင်စီကိုတခုခုအန်ဒီမပေးနိုင်အောင်သူကကင်းစောင်းတဲ့ပုံစံမျိုးတွေတောင်တိလာရတယ်ဆိုတော့ကျွန်တော်တို့မိုးကုတ်မျိုးကခြေနေမကောင်းဘူးပေါ့နော်အဓိကအဲ့အခြေအနေကိုကျွန်တော်တို့ဘလို့ပြန်ပြီးပြောင်းပြန်လှန်နိုင်ဖို့စူးစမ်းရမလဲဆိုတဲ့ဟာကိုအဖွဲ့အားလုံးစုံနဲ့တွဲဆုံမှုမျိုးနဲ့ကျွန်တော်တို့ကဖြည့်ရှင်းပြီးတော့အဖြေရှာသင့်တဖွဲ့တည်းစင်းစီလိုက်တွေ့နေမဲ့အစားပေါ့နော်အဖွဲ့အားလုံးစုံပြီးတော့ဘလို့မျိုးအခြေအနေတွေရှိတယ်လဲဘလို့မျိုးတွေလောက်ကြမလဲဘလို့သဘောထားတွေရှိကြတယ်လဲ ပြီးရင်ဘယ်လိုမျိုးအစီအမံအနေနဲ့သွားကြမလဲဆိုတဲ့ဟာကအရင်ရေးကြည့်တာပေါ့နော်အခုဆိုရင်ဇာစစ်ကောင်စီကမိုးကုန်းနဲ့ပတ်သက်လို့ဆိုရင်တို့မှပြောစရာအကွက်တစ်ခုဖြစ်သွားတယ်တကယ်တကယ်တို့ကရှက်စရာကောင်းနေတာဘာကြောင့်လဲဆိုတော့ဒီမိုးကုန်းမျိုးကိုတို့တိုက်ပြီးရခဲ့တာမဟုတ်ဘူးဒီတိုက်ရမှဆိုးလို့တောင်မှအခုလိုမျိုးတောင်းခဲ့တာမိုးကုန်းမျိုးကိုတို့ပုံမှန်နဲ့တိုက်ပြီးတော့ယူကြည့်ပါလားဘလို့မှမလွယ်ကူဘူးဘာဖြစ်လို့လဲဆိုတော့တပ်ဖွဲ့တွေကအများကြီးပဲပြန်ပြီးတော့တုံ့ပြန်မယ်ဆိုတော့တပ်ဖွဲ့တွေကအများကြီးရှိရပါတော့အဲအဲကြောင့်မလို့စစ်ကောင်စီဟာ TNL ကိုအကူအညီတောင်းတဲ့ပုံစံမျိုးနဲ့ပေါ့နော် ဒါဗီယာပေးပြီးတော့အခုလိုမျိုးဒါဝင်ရောက်ခဲ့တာဖြစ်တယ်။ပြောချင်တာကသူတို့မိုးကုတ်ကိုရတယ်ဆိုရင်တော့မှပဲတိုက်ပြီးရတာမဟုတ်ဘူး။တောင်းပြီးရတယ်။တဒေါင်းစားတောင်းတောင်းပြီးရတယ်။ဒီကောင်တွေတဒေါင်းစားတွေအဲ့လိုမျိုးပုံစံမျိုးအဲအကြောင်းမလို့လေဒီဘက်ကဒါတော်လိုင်းအင်အားစုတွေနဲ့ဒေသခံတွေကဒါမခံချိမခံတာဖြစ်ကြတာပေါ့လေနော်အဲ့တော့စစ်ကောင်စီဘက်ကတော့တည့်ရတိုင်းမှာဝါရဖြတ်မှုတွေတောက်လျှောက်လုပ်လာလိမ့်မယ်အခုကျွန်တော်တို့ပြောနေတဲ့တော်တွင်းမှာကိုပဲသူကမင်းတို့မိုးကုတ်နဲ့မိုးမိတ်ကြောင်ပြောနေအဲမိုးမိုးကုတ်ကိုဘလို့ပြန်ယူသွားတယ်ဆိုတဲ့အကြောင်းပြောဘလို့ပြန်ယူသွားတော့တောင်းစားလို့တောင်းပြီးပြန်ယူသွားတာဟုတ်တော့မှာအကြောင်းပြော အဲဒါတိုက်ရမှာဆိုလို့စစ်ကိုမတိုက်ရဲတော့လို့ပေါ့နော်စစ်ကိုတိုက်စားလို့မရတော့လို့သူအောက်ကဒီစစ်သားတွေရဲ့စီးရေးဆွမ်းကြီးတိုက်ခိုက်ရေးဆွမ်းကြီးဘာမှမရှိတော့လို့အခုလိုမျိုးတောင်းစားတောင်းပြန်တောင်းပြီးတော့ယူသွားတာပေါ့နော်အဲ့တော့ဒါကတော့လက်တော်ဖြစ်နေတဲ့အခြေအနေပေါ့ဒါပေမဲ့နောက်ထပ်ဘလို့မဖြစ်အောင်လုပ်ကြမလဲဆိုတဲ့ဟာတွေကလည်းအရန်ရည်ကြည့်တယ်နောက်ထပ်နေရာတွေကိုဘလို့မျိုးအုပ်စည်းရမလဲဆိုတဲ့ဟာတွေကလည်းအရန်ရည်ကြည့်တယ်ပေါ့နော်အဲ့တော့အဲ့ဥစ္စာတွေအတွက်လည်းဒါတော်လိုင်းအင်အားစုတွေအနေနဲ့ဒေသခံပြည်သူတွေကိုရောချပြဖို့လိုတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အခုဆိုရင်ဒါ စစ်မလျှောက်မင်းနဲ့ကြံခဲ့တဲ့ဒေသခံပြည်သူတွေအနေနဲ့ပေါ့နော်ဒါမိုးကိုရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့တည်င်းအချက်လက်တိတိကျကျမသိရတာကြောင့်မလို့သို့ရင်ထိတ်လန့်နေရတယ်ဆိုပြီးတော့လည်းပြောကြတယ်သူတို့တွေသိကျင်ကြတယ်ဘာကြောင့်လဲဒါအခုဆိုရင်လုံးဝဘာမှမသိရဘူးဗျာသို့ရင်မှုတွေနဲ့ဒါစိတ်ပူမှုတွေနဲ့ဒါမြို့ကိုရှောင်သွားကြရတယ်ပေါ့နော်အဲ့တော့မိုးကုတ်ဒေသခံဆိုတဲ့ဟာကဒေသတော်မခံနိုင်တော့ဘူးအခုဆိုရင်အဲ့မှာဒေသခံအနေနဲ့ဆယ်ရာခိုင်နှုန်းလောက်ပဲကျန်တော့တယ်အဲ့တော့ကိုမြို့ကိုလုံးဝပြစ်ပြီးတော့ပြန်သွားရတယ်တခြားနေရာကိုထွက်သွားရပါလေဆိုတော့ ဒါသူတွေရဲ့ခံစားချက်ပေါ့နော်သူတို့ရဲ့ရင်ထဲကိုဝင်ကြည့်စေချင်တယ်ပေါ့နော်အဲဒါကြောင့်မို့ဒါ DNA အနေနဲ့လည်းဒီမျိုးကိုတိုက်တဲ့အချိန်မှာဘယ်လိုပုံစံမျိုးတွေနဲ့ပါဝင်ခဲ့ကြသလဲဒီမျိုးထဲမှာသူတို့ရဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေလုပ်ကြတဲ့အချိန်ဒီမျိုးရဲ့တင်ရစာတတွေကိုဒါသူတို့တွေတုံးပြကြတဲ့အချိန်မှာဒေသခံပြည်သူတွေကဘယ်လိုမျိုးတွေပါဝင်ပေးခဲ့ကြသလဲကူညီပေးခဲ့ကြသလဲဒါလေးတွေလည်းပြန်ပြီးတော့တွေးကြဖို့လိုတယ်ဆိုတဲ့အကြောင်းဒီညနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်